ားလုံးပဲမင်္ဂလာပါရှင်။မောင်ကဒီနေ့တော့အခုခေတ်စားနေတဲ့ကိုရီးယားကားတွေကချောနာကြိုက်တဲ့စက်တော်မိတ်ပန်ကိလေးလှုပ်ရှားပြစ်လို့အားလုံးကိုလည်းလုံနီးလေးလောက်မြောက်ပြီးတာဖြစ်ပါတယ်။မုံတို့ပထမဆုံးစက်တော်မိတ်ရဲ့ဒီစက်ဥတလုံးရဲ့ခောက်ထားလိုက်မယ်။ပြီးရင်တော့အဲအကြော်မုတ်နှစ်စုံနောက်ပြီးရင်ပြောင်းကော်မုတ်တစ်စုံဒီပေါ့နော်နှစ်စုံတစ်စုံအချိုးထည့်ပြီးတော့မုံတို့စားလေးနည်းနည်းထည့်ပါမယ်။ ပြီးရင်တော့ရေလေးနည်းနည်းထည့်ပြီးတော့မုံတို့မုံနှစ်ကလေးကိုဖြောပါမယ်ဒီနေရာမှာရေကိုနည်းနည်းချင်းစီထည့်ထည့်ပြီးတော့ဖြောပါမယ်ဆိုလို့ရှိရင်မုတ်သားလေးကပို့ပြီးတော့ချောမယ်ပေါ့နော်အဲနည်းနည်းလေးထည့်လိုက်မှုလိုက်နည်းနည်းလေးထည့်လိုက်မှုလိုက်နဲ့ရေလေးထည့်မယ်အဲနောက်ပြီးသွားပြီဆိုရင်တော့မုံတို့ကအယောင်အတွက်ကိုပဲငံပြာရေးအကြည်လေးပေါ့နော်အဲဒီဇွန်တဝက်လောက်ကိုထည့်ထားလိုက်ပါတယ်နောက်ပြီးသွားပြီဆိုရင်တော့ထပ်ပြီးတော့ဒီမုတ်သားလေးကို အကုန်နှံ့သွားအောင်နေလိုက်မယ်။နေပြီးွားပြီဆိုရင်ထပ်ပြီးတော့ရေကိုပေါ့နော်အမပြင်းမကျဲအနေထားလေးရအောင်လို့အကုန်လုံးတမသွားအောင်နေလိုက်ပါမယ်။မပြင်းမကျဲအနေထားလေးရပြီဆိုလို့ရှင်တော့ရပါပြီ။ ြီးရင်တော့မွန်တို့ချက်တော်မိတ်ပန်ကိတ်လေးစလုပ်ပါတော့မယ်ဒီနေရာမှာချက်ဥကတော့မွားတလုံးသုံးပြီးထားရပါတော့တကယ်လို့ချက်ဥကိုတဝက်လောက်ပဲထည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်နောက်လုံနီးလေးရာတခြားသူတွေနဲ့လည်းတူကြမတူလိမ့်မယ်ပေါ့နော်မွားလည်းမမသားမွန်အဆင်ပြေတယ်လို့လေးလှုပ်ရှားကြည့်ရဆိုတော့လေအခုမွန်တို့ချက်တော်မိတ်ကလေးတွေကိုဒီတိုင်းဖြန့်ပြီးတော့စီလေးနည်းနည်းထည့်ပြီးွားပြီးဆိုရင်ဒီချက်တော်မိတ်အပေါ်ကနေပြီးတော့မွန်တို့ဒီ အဲဒီဆက်ထားတဲ့မုန်းနှစ်ကူပေါ့နော်နည်းနည်းနည်းချင်းစီပြန်သွားအောင်လို့ဖြူပေးလိုက်ပါမယ်စမ်းပေးလိုက်မယ်ပေါ့နော်ဒီလိုမျိုးမုန်းနှစ်ကလေးလည်းစမ်းပြီးပြီဆိုရင်တော့အပေါ်ကနေပြီးတော့ခုနကခောက်ထားတဲ့ကြက်ဥလေးတွေကိုလိုက်ပြီးတော့ထပ်ပြီးတော့စမ်းလိုက်မယ်ဒီနေရာမှာကြက်ဥက အဲတလုံးလုံးမထည့်ပဲနဲ့တဝက်လောက်ပဲဆိုရင်တော့ပို့ပြီးတော့မုတ်သားလေးရလှပါပါတော့မွားတော့ကြုံနေပြစားခြင်းလို့ဆိုပြီးတော့ကြုံတလုံးလုံးထည့်လိုက်တဲ့အခါကျတော့နည်းနည်းလေးကြက်ဥကြော်တဲ့ပုံစံနဲ့သွားပြီးတော့တူရဲပေါ့နော်ဒါပေမဲ့အရသာကတော့ကြက်ဥကြော်တဲ့အရသာတော့မဟုတ်ဘူးပေါ့နော် နောက်ပြီးရင်တော့ဒီဘေးပတ်လေးတွေကိုပို့ပြီးတော့ကြွအောင်လို့စီလေးကိုနည်းနည်းချင်းစီဘေးနားလေးတွေလိုတဲ့နေရာလေးကိုလိုက်ပြီးတော့ဖြည့်လိုက်ပါမယ်။အဲပြီးရင်တော့အပေါ်ကငရုတ်ကောင်းလေးမျိုးလိုဖြူပေးလိုက်မယ်ပေါ့နော်။နောက်တစ်ဖက်တစ်ဖက်ရပြီဆိုလို့ရှိရင်တော့နောက်ထပ်တစ်ဖက်ကိုရဖို့အတွက်ကိုလှန်ပါမယ်။ဒီနေရာမှာတော့မွားတော့ဒီလိုပဲလှန်လိုက်တယ်ပေါ့နော်။ဒါကတော့မွန်လှန်တာတော့မဟုတ်ပါဘူး။အိမ်ကအမျိုးသားလုပ်ပေးရပါပေါ့နော်။မွားတော့အဲ့လိုမျိုးတော့မလုပ်တတ်ပါဘူး။ အခုအတဖက်လဲရပြီ နောက်တစ်ဖက်လဲအချွေဝါရောင်လေးတန်းလာပြီဆိုလို့ရှိတော့မို့လို့ကိုရီးယားနေချပြီးတော့စားဖို့အတွက်ပြင်ဆင်လို့ရပါပြီအဒီနေရာမှာတခြားပေါ့နော်အချင်းအနေနဲ့ဆိုလို့ရှိရင်တော့တခြားရှာလကာရီတို့ဘဲငံများရဲ့အချီတို့နဲ့အချင်းလုံးကြတယ်လို့မျိုးဟိုကတော့အိမ်မှာအသင့်ရှိတဲ့ဒီ sauce နဲ့ပဲတူစားလိုက်ပါတယ်ဒီလို sauce လေးနဲ့စားရတာလည်းကောင်းပါတယ် ီလုံနီးလေးရလွယ်လွယ်ကူကူလေးနဲ့စားရတာလည်းအရသာရှိတဲ့အတွက်ကြောင့်မလို့ချောနာအုပ်ကြိုက်တဲ့သူတွေလည်းချောနာကြိုက်တဲ့ချက်တော်မိတ်ပတ်ကလေးကိုလှုပ်ရှားချင်ကြပါအောင်နော်